မင်္ဂလာပါဆန်နီပါဆန်နီကဒီနေ့မှာဆိုရင်တော့တရားချင်းချင်းရှိရှိရဲ့နာဆန်ကြီးမှာအစ်စစက်ထွက်ရှိထားတဲ့ဒီဇိုင်းလက်ရာတွေနဲ့မိတ်ဆက်ပြီးတော့မှာဖြစ်ပါရဲ့ရှင်ပထမအဦးဆုံးအနေနဲ့ဆန်နီအခုဝတ်ဆင်ထားတဲ့ဘီယက်ဂျူဂျီနဲ့မိတ်ဆက်ပေးချင်ပါရဲ့ဒီဘီယက်ဂျူဂျီအားဆိုရင်တော့တော်ဝင်သစင်ဘီယက်ဂျူဂျီပဲဖြစ်ပါရဲ့ရှင်သူကတော့ရှေ့ချင်း၅ချက်ဝင်ကျင်နဲ့ဝတ်ဆင်လို့ရမှာဖြစ်ပါရဲ့ရှင်အလူမင်္ဂလာပွဲကြီးမှာတိတိတတခန်းခန်းနာနဲ့ဝတ်ဆင်လို့ရမယ့်ဒီဇိုင်းကြီးပဲဖြစ်ပါရဲ့ရှင် ထပ်ပြီးမိတ်ဆက်ပေးချင်တာလေးကတော့ဆန်နီဘယ်ဘက်လက်မှာဝတ်ဆင်ထားရဲ့ဘရုံမာဂျပန်လက်ကောက်လေးနဲ့မိတ်ဆက်ပေးချင်ပါရဲ့ရှင်ဒီလက်ကောက်လေးကဆိုရင်တော့ရွှေချင်းလေးကတစ်ချက်ဆက်သုံးမင်းနဲ့ဝတ်ဆင်လို့ရမှာပဲဖြစ်ပါရဲ့ရှင်ဒီလက်ကောက်လေးကဆိုရင်သူ့ရဲ့အပွင့်အနွယ်အခက်လေးတွေကလည်းအနုစိတ်ခက်လုပ်ပြီးထားတာဖြစ်တဲ့အတွက်ကြော်ရှင်းလှပစွာဝတ်ဆင်လို့ရမယ့်ဒီဇိုင်းလေးဖြစ်ပါရဲ့ရှင် ညာဘက်လက်မှာဝတ်ဆင်ထားတဲ့လက်ကောက်လေးကတော့ညွန်ငါစပယ်စစ်အချက်လက်ကောက်လေးပဲဖြစ်ပါရဲ့ရှင်။ဒီလက်ကောက်လေးကတော့ချစ်ချင်းနှစ်ချက်ချက်ပဲနဲ့ဝတ်ဆင်လို့ရမယ့်ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်။စပားစစ်လေးလေးရဲ့အလှတရားကိုဖော်ချထားတဲ့လက်ကောက်ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်။ မိတ်ဆက်ပေးချင်တာကတော့ဇနီးဘေဘလက်မှာဝစ်စင်နာရဲ့ရွှေသုံးနယ်လက်ဆွက်လေးနဲ့မိတ်ဆက်ပေးချင်ပါသေးရှင်။ဒီလက်ဆွက်လေးကတော့ရွှေချင်းရှစ်ပေသားနဲ့ဝစ်စင်လို့ရမှာဖြစ်ပါသေးရှင်။နံပါတ်လေးနဲ့လိုက်အောင်နှပ်ပကျော်ရှင်ရဲ့ဒီဇိုင်းလေးပဲဖြစ်ပါသေးရှင်။ ာဝေဆင်နာရဲ့လက်ဆွလေးကတော့ပန်ထွား TV လက်ဆွလေးပဲဖြစ်ပါရဲ့ရှင်။ဒီလက်ဆွလေးကတော့ရှင်တင်ရှိပေသားဝင်ရှင်လေးနဲ့ဝေဆင်လို့ရမယ့်ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်။အလှပြင်မာလေးတူလို့လှပနေစီမဲ့ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်။ ဆုံးမိတ်ဆက်ပေးတင်တာလေးကတော့နန်ထိုက်တော်ဝင်နှဆွဲလေးပဲဖြစ်ပါရဲ့ရှင်။ဒီနှဆွဲလေးကတော့ရွှေချင်းဆက်သဝဲသားဝဲချင်းနဲ့ဝတ်ဆင်လို့ရမှာပဲဖြစ်ပါရဲ့ရှင်။ဒီနှဆွဲလေးကိုဝတ်ဆင်လိုက်တာနဲ့သူမတူရဲ့အလှတရားကိုပိုက်ဆိုင်နိုင်မှာပဲဖြစ်ပါရဲ့ရှင်။ ဒီနေ့မှာတော့တီတာဆင်းမြင့်စီကြီးရဲ့နာဆိုင်ကြီးကအသက်ထွက်ရှိလာတဲ့ဒီဇိုင်းသစ်တွေနဲ့ဆနီကမိတ်ဆက်ပေးခဲ့ရပါပဲဖြစ်ပါရှင်။နောက်ရက်တွေမှာလည်းဘယ်လိုဒီဇိုင်းသစ်တွေနဲ့ထပ်မံမိတ်ဆက်အောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်။တတ်တာ